မင်းတို့က6800ရဖို့စောက်လွဲကြီးပြောတယ်မင်းတို့ကဟိုပထွေးကိုအဲ့လိုပြောတာဂေါ်တယ်မထင်နဲ့မှားနေတယ်နော်မိဘကိုစော်ကားတယ်ဆိုတာမြေမျိုးတက်တယ်အဲ့ဒါခေါ်တာမဟုတ်ဘူးလူလားလေအောင်တော့ပြအခုခေတ်ကလေးတွေရိုင်းနေတည်တာတည်တာ ရောက်ထောက်ပြီးစီယုံခံရတဲ့အမှုပညာရှင်တွေအပေါ်တဲ့ဘယ်လိုမြင်လဲတဲ့။ရောက်ထောက်ပြီးစီယုံခံရတာဘယ်တယောက်။ရောက်ထောက်ပြီးစီယုံခံရတာအခုမှမဟုတ်ဘူးလေ2021ခုနှစ်ထဲကအဲဒါသမရာ၏ဥဝင်းမြစ်ကိုလက်မှတ်ထိုးဖို့အတွက်စစ်ကောင်စီကရောက်ထောက်ပြီးစီယုံခဲ့တာပဲ။ဟိုကထောင်ထဲမှာအနေလိုက်တယ်ခုလည်းထွက်မလာသေးဘူးလေ။အဖြေရတာပဲ။ကျွန်တော်တော့ဟိုမပြောချင်ဘူးပေါ့နော်။ကျွန်တော်တို့ကလက်နက်ကင်နာတဲ့အင်အားစုတွေဖြစ်နေတော့ ဟိုကျွန်တော်တို့ရဲ့ဖိအားပေးမှုတွေရတယ်လက်နက်ကင်ဖိအားပေးမှုတွေဆိုရဲအမြင်မြင်ပါလဲဆိုရင်လည်းနောက်တစ်ခုကကျတော့ white out လုပ်တယ်ဆိုတာကတူတယောက်ချင်းစီရဲ့စံနာနဲ့ဆိုင်တာပေါ့ဥပမာကျွန်တော်အနေနဲ့ကတော့ဒီစစ်ကောင်စီရဲ့ချင်းချောက်ခံလို့ပဲဖြစ်ဖြစ်စစ်ကောင်စီရဲ့ဒီရဲကောက်ပွဲကိုဟိုဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပါဝင်ပြောက်ပဲထောက်ထောက်ဘာပဲထောက်ထောက်ထောက်ကျင်တာထောက်ပါဝင်တဲ့သူတွေအားလုံးကျွန်တော်တယောက်ထဲဆန္ဒနေရတော့ကျွန်တော်တို့ white out လုပ်တယ်ပေါ့နော်အစိုးတော်တွေရောတရုတ်ဆောင်တွေရောအကုန်လုံး ဘယ်ကောင်လုပ်တယ်ကျွန်တော်ကတော့အာမပေးဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒေါ်လာရေးပါလဲ violet နဲ့ non violet ရှိတာဟို violet အဲ့တော့ကျွန်တော်တို့ကလက်နက်ကင်အင်အားစုတွေဖြစ်နေတယ်အဲ့တော့လက်နက်မကင်ထားတဲ့သူတွေကတော့ကျွန်တော်တို့ကလက်နက်ကင်ဖိအားပေးဖို့ဆန္ဒမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဆန္ဒရှိတာကတော့ကျွန်တော်ရဲ့တဦးတယောက်တည်းဆန္ဒကတော့ကျွန်တော်ကတော့ဟိုသူတို့ဆက်လက်အားပေးဖို့ဆန္ဒမရှိဘူးပေါ့အဲ့ကျွန်တော်ကတော့ဒါပါပဲကျွန်တော်ကတော့ဆက်လက်အားပေးဖို့ဆန္ဒမရှိဘူးအဲ့တော့တဦးတယောက်ချင်းစီရဲ့ဆန္ဒအရာဆက်လက်အားပေးဖို့ဆန္ဒမရှိဘူးဆိုရင်လည်း အဲခင်ဗျားတို့ရဲ့သဘောပဲအဲ့တော့ကျွန်တော်တို့တိုက်တွန်းလို့ခင်ဗျားတို့ကလို့အောင်ကျွန်တော်တို့ကအုတ်ချုပ်သူခင်ဗျားတို့ကအုတ်ချုပ်ခံလည်းမဟုတ်ဘူးအဲ့တော့ဒီဒီ back out လုပ်တယ်ဆိုတဲ့ကိစ္စကတဦးတယောက်ချင်းစီရဲ့ဆန္ဒနဲ့ဆိုင်တာပေါ့အဲ့တော့ခင်ဗျားတို့ဆန္ဒကဒီစစ်ကောင်စီပေါ်မှာဘယ်လိုသဘောထားရှိလဲနော်စစ်ကောင်စီပေါ်မှာဘယ်လိုသဘောထားရှိလဲစစ်ကောင်စီကိုထောက်ခံတဲ့သူတွေပေါ်မှာအဲဘယ်လိုသဘောထားရှိလဲအဲအဲ့ဒီပေါ်မှာမူတည်ပြီးတော့မှဟိုဘယ်လိုပြောရမလဲအဲ့ဒီပေါ်မှာမူတည်ပြီးတော့ကိုယ်ဆန္ဒကိုလုပ်ပေါ့နော် လေးဆွဲတဲ့အတူပဲခံနေတာလဲစစ်တိုက်တာမတွေ့ဘူးမတွေ့ဘူးဆိုတာမင်းတွေ့တဲ့နေရာမှာမရှိတာညီလေးရဲ့မင်းကလည်းဟုတ်လားမင်းကိုပြောရင်လည်းမင်းကိုနှိမ်နေဖြစ်မှာဆိုတော့ငါညီလေးစိတ်တော်မဆိုးနဲ့သိတာမင်းတို့အစင်ကအခြေခံစစ်တင်တဲ့၃လအရင်လာတက်အောင်အဲအခြေခံစစ်တင်တဲ့၃လတက်ဖို့မပြောနဲ့တက်ခွင့်ရဖို့မင်းဖောင်ရင်တင်ကြည့်အောင်မင်းဖောင်ရင်တင်ကြည့်လိုက်မင်းအောင်လားမအောင်လားပြီးသွားလို့ရှိရင်မင်းအခြေခံစစ်တင်တဲ့တက်ကြည့်လိုက်အခြေခံစစ်တင်တဲ့ဆင်းလာပြီဆိုလို့ရှိလို့ရှိရင်မင်းအဲ့ဒီလက်နက်ခင်းရအောင်မင်းအရင်လုပ်ကြည့်လိုက် ရပြီဆိုရင်မင်းတိုက်ပွဲအသေးစားလေးတွေအဝေးပြစ်လေးတွေတပွဲနှစ်ပွဲလောက်ဝင်ကြည့်လိုက်ပြီးမှပြောကွာဒီလားမင်းတို့က6800ရဖို့စောက်တလွဲတွေပြောတယ်မင်းတို့ကဟိုပထွေးကိုအဲ့လိုပြောတာဂေါ်တယ်မထင်နဲ့မှားနေတယ်နော်မိဘကိုစော်ကားတယ်ဆိုတာမြေမျိုးတက်တယ်အဲ့ဒါဂေါ်တာမဟုတ်ဘူးဘယ်လိုနားလဲအောင်ပြောပြအခုကကလေးတွေရိုင်းနေတယ်တဲ့။ဒါတဲ့။ဒါနဲ့ပြောပြမယ်နော်။မိဘကိုစော်ကားတယ်ဆိုတာရင်းမျိုးတက်တယ်။ ောက်တစ်ခုကကျတော့ခင်မွန်းကြီးဆယ်ပါးကိုစော်ခိုင်းရင်လည်းညင်ညိုတက်တယ်လေအဲ့ဒါကောတာမဟုတ်ဘူးနော်မင်းတို့မှားနေမှာတော်လို့အေးဘောကကြောက်လို့ဘောညီလေးကတသက်စားတာပါနော်ကိုကတော့ကြောက်လို့ဒီလိုပဲပက်ပြေးနေတာပေါ့ကြောက်တော့ဘောကသူများလေရင်နေနဲ့ကျဲတော့ကိုတို့လည်းပက်ပြေးရတာပေါ့ဒီလိုပဲပေါ့ဘောကတော့ဒီဒီကကောင်းလိုက်တာကွာအဲ့တော့ကျွန်တော်တို့ကဒုံးစီတရား campaign ကျွန်တော်တို့လုပ်နေတယ်ဗောနော်အဲ့တော့ဒုံးစီဒုံးစီတရားကမ်ပိန်းမှာအဲဒုံးစီတရားကမ်ပိန်းမှာပါဝင်ဖို့ကျွန်တော်နှိုးဆော်တိုက်တွန်းတယ်